အဲအလုံးမဲမင်္ဂလာပါကဲကိုရင်တို့ရေဒါကျွန်တော်ပွဲဒါအခုပဲပွဲပြီးသွားရပါတော့ပွဲပြီးသွားပြီဆိုတော့ထုံးစံတိုင်းထုံးစံတိုင်းဒီဒါကျွန်တော်တို့ဒီ Facebook မှာလည်းတည့်ရတိုင်းပဲ meme တွေပေါ့နော်ဒါ friend နဲ့ပွဲကဒီကူပြင်းထွက်ပြီးတော့ကနလေးကောင်းလေးတန်းယူတယ်ဆိုတော့ပုံစံမျိုးပြည့်နေပြီအခုဆိုကူလေးပြန်ဝင်သွားပြီပေါ့နော်ဆိုတော့ကိုရင်တို့ဒါဟို generally တစ်ချက်လောက်ဆွေးနွေးပေးပါဦး ထူးသဲနဲ့ရှုံးမဲ့လို့ပဲပြောပါဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီပြန်ပြန်ကဒီကွက်နဲ့ဟိုလာပြီးတော့ကံမယ်ဒီလိုမျိုးဥဆောင်မှုရပါလို့ရှိရင်တိုင်းပဲမယ်ဆိုတော့အတိတိတိရနဲ့အဲဂိုးစပေးလိုက်ရတယ်ပြီးတော့ဒီဒီလက်ပြုံးနဲ့ပဲဂိုးပေးလိုက်ရတယ်ဆိုတော့ပြီးတော့ပို့ဆူတာကဟိုကစားနေရကစားပုံတော့မှာပဲအကောင်းဆုံးမကစားနိုင်လိုက်ဘူး ျွန်တော်တတိယဖြစ်ဖြစ်သွားတဲ့အချိန်မှာဆိုလို့ရှိရင်လက်ကျန်ပွဲကျင်9မိနစ်လောက်ကျန်တယ်အချိန်မှ9မိနစ်လောက်မှာကိုကတိုက်စစ်တင်းဆော့ရမလားမှတ်တယ်ဘယ်မှာလာပါလဲကိုပြန်ပြီးတော့လို့ပြပြပေးပြီးတော့ကစားနာတွေ့တော့တော်တော်လေးအစိမ့်မဲ့ပေါင်းလာတွေ့ရတယ်ပေါ့အာဒါကဟိုကစားသမားတယောက်ချင်းစီရဲ့အားနည်းချက်နဲ့မဆိုင်တော့ဘူးအတင်းရဲ့ဒီ system ဟိုပြဿနာတက်တာကျွန်တော်ရှင်းရှင်းလေးလေးမြင်တယ်နောက်ပြီးတော့ဟိုဟာ ဒီမလုတ်တဲ့မလုတ်တဲ့မကိုင်းတဲ့ဖြစ်တဲ့အားယူတော့တွေ့ရတယ်ပြအင်းနီးပြလေသူ slow တော့ဒီဘွဲမှာနည်းနည်းဝေဖန်ရလိမ့်မယ်အဲ့လိုအဲ့လိုအဲ့အေးပွဲထွက်တဲ့ line ထဲမှာလဲစပြီးတော့ကျွန်တော်တို့ဘဘဆိုင်အောင်သုံးမယ်လို့ထင်တယ်ပေါ့သူကသူကကဲကဲကိုသုံးတယ်ပေါ့ကဲကဲကိုသုံးတယ်အဲ့ဒီအပိုင်းမှာစပြီးတော့ပြောကြရလေးဖြစ်တယ်ပေါ့ဘာလို့လဲဆိုတော့ကဲကဲကဒီဘွဲမှာအစ်မန်မန်ဂိုးသွင်းလာသွင်းသွားတာဗျာ တပွဲလုံးပထမပိုင်းတပိုင်းတော်တော်ကြီးတိုင်ပတ်လာပြီခဲ့ကကသူရှိကဘာမှအဆင်ပြေဘူးအဲ့တော့သူနဲ့တူပဲဘလက်လီလက်တိုင်ပတ်တယ်ဘလက်လီကထားပါတော့လူမရှိလို့သုံးပါတယ်ပုံစံမျိုးဆိုတော့အော်ဘလက်လီလက်တိုင်ပတ်လိုက်ကိုပေးပါတယ်လို့ဆိုဘာမှလက်ပေးပေးရမရှိတဲ့အခြေအနေဟိုလက်ပေးတော့ပြီးတယ်သွားပြီးတော့လည်းတခါတည်းတမ်းပြီးကိုပေးလိုက်ဟုတ်ကဲ့ဒီအရတော့လို့စေတော့တိုက်မြင်ကုန်အောင်ကအားတော့မရှိတော့တင်လဲလာပြောရအောင်ဟုတ်ကဲ့လို့ပဲဖြစ်နေတော့ ဟိုကျွန်တော်ကြောက်ပြောလို့ရပါတယ်ဒါပေမဲ့အာတချို့ဟာတွေကြတော့လေအရင်စုပြောပြောတော့လေဟိုဒေါ်လာကြီးထွက်လာတာပဲရှိတယ်မဟုတ်လားဆိုတော့တော်တော်ညံ့တာကတော်တော်ညံ့တယ်တော်လေပြောရတာအနေနဲ့တော့ဖြစ်တယ်ဟုတ်ว่าโอ้ตัวเราပြောให้ตัวกูပြောให้ไอ้ไทม์เนี่ยดิ Bravo ว่าดีโลမျိုးซ้อล่ะมั้ยဆိုတာตีตีแห่เนี่ยกูด่าขันย่าล่ะဆိုတာก็ตลอดกูอึนปีไม่ณีอูတော့ဟို Bravo ရဲ့กระซ้าปอกก็ด่า ပထမပိုင်းမှာဆိုရင်ယူဟိုအရန်ယူရှင်းတယ်ဒီဒီဘူးရမလဲဒီနေပေါင်းနောက်တန်းနဲ့ဒီကုသမကြရရစခွေလေးကိုဒါချမယ်တီယာကိုတို့ပြေးထွက်မယ်တကယ်လို့ဒီအဲ့ဒီတီယာကိုတို့ပြေးထွက်တော့မမီဘူးဆိုရင်တော့မှဒါဒီဒီဘူးရမလဲဒီကုသမဒါမှမဟုတ်ရှင်တခြားဒီနောက်တန်းကိုဖီအားပေးပြီးတော့သူတို့ကလက်ပစ်ဘောတွေသူယူတာကိုပဲတွေ့နေရတယ်မဒီဒီကွက်နယ်ပဲလုံနေတာဒီကွက်နယ်ပဲဆိုတော့အဲ့ဒါကိုအဆင်မပြေရပါဘူးနော်ပြီးနောက်တစ်ခုကတော့ဟို ဒီပွဲဘေးဒက်လောက်တဲ့နေရာမှာတော်တော်ကြီးကိုလိုအပ်ချက်ရှိရနော်ဘေးဒက်လောက်တဲ့အပိုင်းရောပြီး present လောက်တဲ့အပိုင်းရောကတော်တော်ကိုဆူဆူဘွားဘွားကိုအဆုတ်ပြတ်တတ်နေရဆိုတော့ဟို present ရလည်းတယောက်တစ်ပေါက်တယောက်တစ်ပေါက်ဆိုတော့ပြေးနေတာပဲရှိရဘာမှဟိုအကျိုးသက်ရောက်မှုထိရောက်မှုလည်းမရှိဘူးအဲ့လိုမျိုးရှောက်ပြေးနေတာပဲအဖက်တင်တယ်ကြည်ရတာလည်းဟိုနောက်တဲ့ဘေးဒက်လာလုံနေရရှေ့ရှေ့ကိုမြောက်တော့ဘောလုံးကအဲ့ကနေအကုန်လုံးကဘက်ပေါင်းသူမှာအားနေတာအဆွေပြေးတာလေးကြီးပဲတွေ့ရတာပေါ့ခုနက ကိုပြောနေကတော့ပြိုင်ဘက်ကဒီလိုကိုကစားမယ်ဆိုတာအတိအကျနဲ့အဲကြိုတင်ပြင်းစင်လာတာအားနေတယ်အဲနောက်တစ်ခါကိုကစားနေတာပုံမှန်ကိုဘေးက်ပလေးကအဆင်မပြေဘူးနောက်တစ်ခါ present shake ကတော်တော်တိုင်ဖြစ်တယ်တော် present လောက်တာတော်တော်ဖြစ်နေအောင်ဟို brand phone လို့အတင်းရကိုတာယာလေးကြောကြောပြီးတော့သွားတာတော်တော်ကြီးနေတယ်ယူယူဖို့တော့ကောင်းတယ်ဟဲ့ဘာလို့မျိုးတွေဟာဒီကောင်းလေးဘလူဘလူလေးကလေ့ကျင့်ကမှာဘာလုပ်နေရမှာပဲအဲ့လိုမျိုးတော့မှာပဲတွေးမိတယ်ပေါ့အဲ့ဆို လုံးဝ compact ဖြစ်မနေဘူးနောက်တစ်ခုကဟို slow ရဲ့ဒါတော့ slow ရဲ့သူကသူ့ရဲ့ပုံစံကအဲ့လိုပဲသူကဒီ person shape ကိုသူမင်းမင်းတို့အရင်ကောင်းတဲ့ချင်းတော့သူ photo phone နဲ့တဲရဲပေါ့တဲပြီးတော့အဲ့ဒီ photo phone person shape မှာဟိုအားနည်းချက်ကရှိတယ်အားနည်းချက်ရှိလို့လေသူဒီထဲမှာသူပြောင်းမှုလုပ်တာပေါ့အဲအဲ့ဒီအဲ့ဒီ shape ကအားနည်းချက်ရှိလို့သူဒီထဲမှာပြောင်းမှုလုပ်တယ်ဒါပေမဲ့ဒီနေ့မှာပြောင်းတဲ့ပုံစံနဲ့သူ အဲ့ဒီပုံစံနဲ့သူတိတ်မယုံလို့ပေါ့ဟိုရှုံးဝဲရဲ့အတွေ့တော့သူအဲ့ဖိုတိုကိုပုံစံမျိုးနဲ့ပြန်သွားတယ်အဲ့ဒီဟာကအာနေဂျက်တွေရှိတော့ဟိုသူ့အနေနဲ့ဘလို့ကစားရမလဲဆိုတာဟိုကဟိုရွေးချယ်ခန့်နေပုံစံမျိုးဖြစ်နေတယ်အဲ့ပရီဇင်တက်မလို့ဘယ်နဲ့နောက်ဖို့ခန်းကန်တော့လေဟိုမဘလို့လူဘလို့နဲ့ဆော့ပြန်တော့လေအဲ့ခန်းကြီးကကိုယ်ခန်းကြီးကလာသမားတွေကအဲ့လိုမျိုးအသားမကျတဲ့ပုံစံမျိုးဖြစ်နေပြီးတော့အခွင့်အရေးပေးရပြန်ရောဟို ဟိုရှီယိုတက်ဘရန်ဒင်းလုပ်လို့လည်းတိုင်းပတ်တယ်အဲနောက်မှဟိုဘရော့ရီနဲ့ခံကစားတော့လည်းတိုင်းပတ်တယ်ဟိုကိုဘကဘေးရဲ့လုပ်တော့လည်းတိုင်းပတ်တယ်အဲကိုဘကဘေးရဲ့လုပ်ရတိုင်းပတ်တယ်ကိုဘကတယောက်ရှိနေထိုးပေါက်ဖို့လေတူးရင်းစွမ်းဆောင်ရည်ကလည်းကြနေကအားမရများတော့တူးကောင်းနေထိုးပေါက်လို့မရဘူးအဲ့တော့ဘေးဥစားမှာအဆင်ပြေဘူးအဲ့တော့မရှုံးရတာမထူးပြတ်ပါဘူးအဲ့လိုလိုမျိုးတခုမှအရှင်မပြေရဲနဲ့ဆိုတော့လေရှုံးမှာပဲဒီလိုဒီလိုပဲမျိုးကတော့ပထမပိုင်းမှာတော့မှဒီလိုအခွေရင်းနည်းနည်းတော့ရသေးရဲ့ဒုတိယပိုင်းက ဟိုဒုတိယပိုင်းကဒါဆာလာကူကလည်းဒါဆူပါစလိုင်းကောင်းလို့ရသွားတယ်လို့ပြောလို့ရတယ်ဆူစလိုင်းရဲ့တော်တော်သူသူသူသာသူဆယ်သွားလို့ရသွားထားပါတော့ဟိုပထမပိုင်းမှာတော့မှဒီနည်းနည်း chance ကြီးရသေးရေနော်ဟိုအမေရဆိုပါဒီကပူကန်နဲ့တလုံးကပူကန်ကတော့ပြန်နေကန်တာပါပြီးတော့အီအီကီတီကီခေါင်းတိုက်တဲ့လုံလို့ပြီးရင်ဟိုဖလိုဖလိုကန်တဲ့ကန်ရတဲ့လုံလို့ဆိုရင် ဟိုလိုကနေအပိုင်ကန်အပိုင်ကန်ရတာဆိုပရမပိုင်မှာ brand ပေါ်ကကျွန်တော်တို့ကတိတ်ပြီးတော့တိတ်ပြီးဖိမကန်ဘူးသူက present တိတ်မလို့ဘူးသူကနောက်မှပဲထိုင်းကြတယ်ထိုင်းကန်တော့ဟိုနည်းနည်းလေးအခွင့်ရရသေးတယ် present နဲ့တက်လေလို့လို့ကိုဘယ်မှာပြောမရနည်းနည်းလေး present တက်လို့ပဲလို့ကိုတော်တော်တိုင်းပတ်တယ်လေဘာဘူးကအဲ့ဒီ present ကိုဖောက်မလို့နိုင်တာဟိုကဖောက်မလို့နိုင်ရှုပ်ကန်နေရကန်နေတော့ဘလုံးပြတ်တယ်နော် brand brand ပဲ present ပေါ့နော် ဟုတ်တယ်ဘယ်ကူကပရက်ဇင်ကကောင်းတယ်သူတို့တိုက်ရှိကအဲ၃အောင်စလုံးကလိုက်ပြီးတော့လို့တော်တော်လေးလို့ဒပန်းစစ်ဝရရေးတော်တော်ကောင်းတယ်လိုက်လေလိုက်ကန်နေနေအဲ့ဒါကိုသူလုံးလုံးမကြုံနိုင်မကြုံနိုင်တော့ဘရက်ဖို့အနာဝင်းရတိသွားတော့ရှေ့ဦးကြီးတင်းတက်ပြီးတော့ဖြိလို့တာပဲအဲ့ဒီကျွန်တော်ခုနပြောနေကလို့အဲ့ဒီအချင်းကို9မိနစ်မှဆိုလို့ရှိရင်သူတို့တက်ဖြိတာနဲ့လေဘုကဘုံလုံးကောင်းကောင်းတင်းပြရတော့တင်းမရပဲနဲ့အခွင့်အရေးကိုမရတော့ဘူးအဲ့ပြီးရင်ဒီဒီ9မိနစ်နည်းနည်းကြော်သွားတဲ့အချိန်ကြမှာပဲအဲ့လက်ပြပေါ်လေးပါအနေနဲ့အခွင့်အရေးပြန်ပြီးတော့ရဖို့ဒါပေမဲ့အဲ့ဒီရလေမထီရောက်ပါဘူး ဒီမှာဒီမှာကိုဟိုပြောရမလဲဒီကျွန်တော်တို့ကုသမားမမတက်ချ်ဖလေးပေါ့ဟိုဘက်ကဆိုရင်လည်းဒါကျွန်တော်တို့အရင်ကုသမားဟောင်းမနစ်ကအရင်ဆော့တော့ဒါဒီနေ့အရင်ဆော့တယ်မမတက်ချ်ဖလေးကလယ်ဟာနဲ့ဆိုတော့ဆိုတော့ဒီကျွန်တော်ကျွန်တော်ရဲ့ဒီစိတ်ထဲမှာပေါ့ဒီဒီမမတက်ချ်ဖလေးကသူဒီဒီ short stopping mind ကတော့ကောင်းတယ်ဒါပေမဲ့ဒီသူအဲ့လို one v one တွေ့တဲ့အရာမျိုးတွေရှေ့ထွက်ရမယ့်အရာမျိုးတွေကြရဲ့ဒီအလက်စင်ကိုမပြောနဲ့ပေါ့နော်ကလေဟာကိုတောင်မှဒါမမီဘူးလို့ခံစားနေရတယ်အဲ့လိုမျိုး ခံစားနေရကလဲဟာဆိုရင်ဒီဘယ်လိုပြောမလဲဒီဒါကတော့ Alison နဲ့အကြာကြီးသူသူဟိုဆော့လာဒီကစားလာတာလည်းပါကောင်းပါလိမ့်မယ်ပေါ့နော်ဆိုတော့ကလေးဟာဆိုရင်ဒါဝမ်မီဝတူရဲ့အနေထားမှာဘိုင်မိုတာအရှိကိုတက်ပြီးတော့သူကာကွယ်ဖို့ဒါစူးစမ်းတယ်ဒုတိယကိုပေးရတဲ့အနေထားဆိုရင်များဒါကိုသမားကနောက်ကြီးကိုဖမ်းဆုပ်သွားတော့ဟိုဟာကဒီကိုအီယာအကျယ်ကြီးလိုဖြစ်သွားတော့ လူကြွကြွကံဝင်ရသွားသူလူဖြစ်နေရတော့အဲ့ဒါကြီးကတော်တော်ဆိုးတယ်ကျွန်တော်ကရှိတက်လာပြီလားရှိကိုတက်ပြီးအငယ်အငယ်ကျင်းရမယ်ရှိကိုတက်ပြီးအငယ်ကိုကျင်းမလဲဟုတ်တယ်ဟိုတစ်ဖက်ကကိုဘက်ကကစားမတရားလဲလိုက်လာတဲ့ဟာကိုတကယ်ဆိုသူအငယ်ကျင်းမိလိုက်လို့ရှိရင်ပြန်ဘက်ကကိုဘက်ကိုဆွဲထားတယ်တက်ရမကန်ရတော့သူကနောက်ကိုဆုပ်ပေးလိုက်ရတော့သူတက်တဲ့ကြီးကန်လိုက်ရတော့လေအလေတက်တဲ့ကြီးကန်ဟန်းလိုက်ရတော့သူဘလုံးမပုတ်လို့မရတကယ်ဆိုသူရှိတက်ပြီးတော့ဒီအငယ်ကိုတက်ကျင်းမိလိုက်လို့ရှိရင်သူကတဖြည်းဖြည်းနဲ့မေးလို့ရတော့မေးရအောင်လို့ရှိရင်ကန်ရခတ်သွားမှာလေကျင်းသွားတော့ ဟုတ်တယ်သူအဲ့ဒီအပိုင်းလေးလူပဲနောက်ပြီးတော့ခုနကအဲ့ဘေးရဲ့လုတဲ့အချိန်မှာသူ့ရှေ့ကကျွန်တော်တို့ဘာမှမမရဘူးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်သူကအဲ့လိုကန်းတင်နေရတဲ့ပုံစံမျိုးဖြစ်နေတော့လေအဲ့ဒါအတော်တော်ဆိုးတယ်ဗျဘောလုံးနဲ့တောင်းတာကဘူးမဖြစ်ဘူးလေလက်ရှိဟိုကျွန်တော်ကစကန်မိုးပြန်မကောင်းနိုင်တဲ့အချိန်မျိုးတွေအခုနကလိုအပ်လို့ကြာနေတဲ့အချိန်မျိုးတွေမှာသူကကန်းတင်နေတော့ဘောလုံးကတော့ချော့ဆုံးနေတယ်ဗောတကယ်ဆိုသူသူသာပဲဒီတီနေဘောလုံးဟိုလိုဘောလုံးကိုင်းပြီးတော့ ကိုကလာမတို့တွဲနိုင်တယ်ပေါ့အလီရှင်လိုမျိုးတွဲနိုင်တယ်ဆိုလို့ရှိလို့ရှိရင်တော့ဒီ PS က PS ကပိုးပြီးအဆင်ပြေလာနိုင်တယ်အခုကျတော့သူကကဲနေနေရတော့အာဒီကတိုင်ပက်တာဟောပြန်မဲ့လည်းတိရလေသူသူ့ရှူပဲဘလုံးပြန်ပေးရအောင်ပဲတင်းဖိအားပေးလိုက်တော့သူ့ကိုပဲပြန်ပေးရသူပြန်မဲ့သူကကဲတင်းတယ်ကဲတင်းဘလုံးကပြက်အဲ့လိုမျိုးတွေကြီးတောက်လျှောက်ဖြစ်နေတာဟောသူကအဲ့ဒီအပိုင်းနှစ်ခုစလုံးမှာတော်တော်လေးလိုအပ်ချက်ရှိတယ် ဟုတ်တယ်အချင်းမပြေဘူးကြည့်ရတာလေဟုတ်တယ်ဟုတ်တယ်သူကဒီဟိုကကိုဖန်းတာဒီ short stopping တော့မစိုးပါဘူးပေါ့တော့ဒါမစိုးဘူးလို့ပြောလို့ရတယ်ဟုတ်တော့ပဲမစိုးဘူးဒီကစားကွက်တည်ဆောက်မှုအပိုင်းရောဒီ 1v1 တက်ဆွဲတဲ့အပိုင်းတွေရောကတဝက်ချက်တဝက်ချက်တော်တော်ကိုရှိတယ်ဒါအလက်စင်ကိုမြင်မြင်ထားတော့တလက်စင်ရှင်းလိုက်တော်တော်ကိုကွာတယ်ကလဟာဘူတော့မှဒီသိပြီးမမိချင်းဘူးလို့တော့ခံစားနေရအဲ့လိုပြင်နေတယ်တရားကလဟာတော့မှမမိသေးပါဘူးကလဟာဒီ ပြည့်ရလို့တဲ့ဘိုင်းလေးဘိုင်းမှာဆိုလဲကလေးကမကောင်းတယ်မဆိုးဘူးကလေးကလေအလီရှယ်တော့တာမကောင်းတာသူ့အတိုင်းကလည်းသူကောင်းတယ်ကလေးကဟုတ်တယ်ဆိုတော့အခုနောက်ပြီးတော့ဟိုနားဟိုဘောဘယ်လိုမြင်လဲပြရလဲကိုဒီဒီလူလဲတဲ့လူလဲတဲ့အပိုင်းနေမှာရောလူလဲတဲ့အပိုင်းနေမှာရောသူတချို့ကပြောတော့ဘောမှာဆာလာကိုမထုတ်ဘူးလားအဲတကယ်တော့ဟိုဆာလာကိုမထုတ်ပြီးတော့ဂက်ပိုမထုတ်လဲပြောကြပါမယ်လीပြောပါပြောလူလူကမရှိဖြစ်တာတော့ ဟုတ်တယ်။အဲမှာလူကမရှိဘူးပြင်တာ။ဟုတ်တယ်ဟုတ်တယ်။တိုက်စစ်ပိုင်းအခုဆိုရင်ဒီကာတေဂျုံလည်းနာသွားပြီနော်။ကာတေဂျုံလည်းနာသွားပြီဆိုတော့ဒီလဲတိုက်ဂျုံလည်းနာသွားတယ်။ဟိုဒန်အားလူစင်းစင်းကတက်လာဘူးပဲရှိ။ခုလင်ပြောရအဲ့ဒီ right right wing ပေါ့ right wing ပြဿနာကဒါခုလင်ပြောစာလာကိုပဲတောင်းရမှာပဲ။စာလာကိုပဲတောင်းရမှာပဲ။စာလာကိုပဲတောင်းမှာဆိုတော့စာလာကဒီဘယ်လိုပြောမလဲဒီအာခုနပြောလို့ပေါ့နော်ဒီအဖက်ဖက်ကနေချိန်လိုက်တဲ့အခါကျတော့ သူဖောင်ကြနေရတယ်တကြောင်အဲ့အပြင်ကိုဖောင်ကြတဲ့ဟာကိုမီလာကလေပင်လောက်တာကဒီအသင်းရဲ့ system ခုနကကိုပြောတယ်အသင်းရဲ့ system မှာကိုကပြဿနာတက်နေရောဟိုသူကကောက်ကောက်ကုံကြီးကိုပေါ်နေတယ်လို့ဖြစ်နေရပါတော့အဲ့လိုမျိုးယူဖြစ်နေရဆိုတော့သူ့နေရာမှာဒါဒါဘယ်သူကစားမလဲပေါ့ဒါ flow ထည့်ကစားမလားနောက်လို့ရှိရင်ဒီဒီဘယ်လိုရမလဲဒီခေသာကို shock လာပါတော့ခေသာဒီဝင်လာတာတော့သူ့အနေနဲ့ဒါသူ first time ပုံစံမျိုးဆော့သွားတွေ့ရတယ်နော်ဒီဒီအလဲကြောမှာပဲသူယူပြီးတော့ဆော့တာမျိုးတွေ့ရတယ်နော်ခေသာ okay. လေကြောင်းအောင်ဆိုရတယ်ဒီတော်မလေးတော့သူမထွက်ဘူးဟုတ်တယ်ပထမပိုင်းကပိုနဲ့ရမှာခဏလေးပဲဆော်လိုက်တာကပိုနဲ့ခဏလေးပဲဆော်ပြီးတော့ဟိုနူမောအန်ကူမောဝင်လာတယ်ဝင်လာတော့ဖုန်းနိုင်ကုန်တယ်မျိုးပြောင်းဆော်တာဟုတ်တယ်ဟုတ်တယ်အဲ့ဒီမှာဟိုကျွန်တော်တို့ကခုနကပြောနေကြတယ်ပေါ့အခုပြောတဲ့ပန်းမှာအဲ့ဆာလာကဟိုသူညံ့တာပို့ပြီးတော့ထင်းနေတယ်ဆိုတော့ဆာလာရဲ့ပုံငန်းကဒီလိုပုံငန်းကသူကတင်းရအရန်ကောင်းနေတဲ့အချိန်မှာတော့မှပဲသူကအဲ့ဟိုဘောလုံးပြထားရင်များတာပဲလေဘောလုံးပြထားများတယ် အဲ့တော့သူကိုယ်တိုင်ကဘလို့အလိန်ခေါက်အရင်ကောင်းတဲ့ကစားသမားမျိုးမဟုတ်ဘူး။သူကကိုသွင်းနဲ့လို့ဖက်တက်တွေကောင်းတယ်၊နေရာယူတော့ကောင်းတယ်။ပြီးတော့လို့ဟိုဝုန်းကနေထွက်တယ်ပဲဆိုတော့ကောင်းတာပေါ့။အဲ့လိုအဲ့လိုမျိုးကောင်းတဲ့ကစားသမားအဲဒါကိုလိုမျိုးအတင်းရအင်းဖောင်ကြတဲ့အချိန်ကျတော့သူဘုံလုံးပြစ်ထားရေပူပြီးအင်းသာမင်းသာရှိရေသူလူမကြိုတာရောကျွန်တော်ကထင်သာမင်းသာရှိရေအဲ့လိုမျိုးသူကိုပေါ့လွဲချော်တာရောပူပြီးထင်သာမင်းသာရှိရေအဲ့လိုမျိုးပြင်းထင်သာမင်းသာရှိပါတော့တကယ်တော့ဟိုသူမှမဟုတ်ပါဘူး အပင်းတော့ညံ့နေတယ်။အခုဆိုအဲ့ကျွန်တော်တို့အတင်းမှာဆူပူစလိုက်တော့လွဲပြီးတော့ကျန်တဲ့ကစားသမားတွေအကုန်လုံးကတော်တော်အဆင်ပြေဖြစ်နေလေ။ဆူပူဆူပူစလိုက်တော့ဟိုသူ့အနေနဲ့ဟိုဘယ်နေရာမှာထားပြီးတော့ကစားကစားသူကတော့အဆင်ပြေတယ်ပေါ့ကျန်တဲ့ကစားသမားတွေတော်တော်များများကအာဘလို့မှအဆင်မပြေဘူးဒီနေ့ဆိုလို့ရှိလို့ရှိရင်လည်း ATTG ဆိုလဲအဲစကားတော့ကစားနာပဲဒါပေမဲ့ဘာမှတိတ်ပြီးတော့ထိရောက်တဲ့ပုံစံမျိုးမတွေ့ရဘူးပေါ့အဲခုနဟိုကလေကပိုလေဒီလိုပဲအဲပထမပိုင်းလေးတော့နည်းနည်းလေး သူရှိတာတိုးလုပ်လေးတွေမြင်ရတယ်နောက်ပိုင်းကျတော့လေသူအိုင်းပြန်စတယ်ပေါ်တော့မပေါ်တော့ဘူးနော်ဒီလိုပိုင်းအဲ့ဒီကျွန်တော်ထင်တယ်မက်ကလစ်စတာကန်တဲ့လုံးကပထမဆုံးကိုဘော့ချိန်ရောက်ဘူးလားမသိတော်တော်ကြာရင်တော့အဲ့ကိုဘော့ကိုမချိန်ရောက်နိုင်ရရှုံးနေတဲ့အနေထားကြီးဟုတ်တယ်ဟုတ်တယ်ရှုံးနေနေထားကိုဟိုကိုဘော့မချိန်ချောင်းနိုင်တာကိုမပြောနိုင်ဘူးဒီအရှိတ်ရောက်ဖို့ကို အစင်မပြေဘူးဖြစ်နေရှေ့ဘူးမရောက်ဘူးဖြစ်နေရတက်နေတာဟုတ်တယ်ဟိုကျွန်တော်ခုနကပြောသလိုပဲဒီနောက်တန်းမှာသူတို့ဗေးတက်လုပ်ဖို့ကြိုးစားတယ်ဗေးတက်လုပ်ဖို့ကြိုးစားတဲ့အနေထားမှာအဲ့ဘော်လုံးကရှေ့ဘူးသူမသိနိုင်ဘူးဘာဖြစ်လဲဆိုတော့ခုနကပြောသလိုပဲဗေးတက်လုပ်တယ်ရှေ့ဘူးပေးလို့များတဲ့အတွက်ဘာလုပ်ရလဲဆိုတော့ကိုသမားပြန်ပေးရအဲ့မှာကိုသမားကအမှဟိုဒီတိုင်မရဲ့ဒီอืม present ကိုမိပြီးတော့ကိုယ့်ရဲ့ကားရီဖြစ်ပြီးတော့ကန်တင်ကမ်ပတင်နဲ့ဘေးထွက်အဲ့လိုမျိုးတွေနဲ့ပဲ ဟိုတန်ရာလေပြီးတော့ဟိုဒီကိုဘောက်ကိုမရောက်ဘူးဖြစ်နေရတော်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 ဆိုးဆိုးပဲအဲ့လိုမျိုးဟိုဒီ gravity match တို့ gravity match နဲ့လေ gravity match ဆိုရင်တော့တနည်းမဟုတ်တနည်းတော့ဒါအရှိ့ကို gravity match ကဒီဘောလုံးကိုယူပြီးတော့သူအရှိ့ကိုဒီ progress progressing ဒီ drain တွေကလောက်တာကောင်းတယ်လေဆိုတော့အာ gravity match မပါလဲပါကောင်းပါမပေါ်ဒီဒီ beta တီဆောက်တဲ့အခါမှာပေါ့နော်အဲ့လိုမျိုးအရှိ့ကိုတည်တဲ့အခါမှာ gravity match ရဲ့ မပါတာတော့ရှိရဲ့ဒါမှမပါရတဲ့ကူကူတော့မှအဲ့ပီကနီလေးဘလုံးရှိရတယ်ဆိုတော့ super size space နဲ့တက်နေလို့ရောက်တာလေကျင်းနေကျွန်တော်တို့ဒီပန်စင်နေနဲ့ရောက်လာတော့အသိမရှိဘူးပန်စင်နေနဲ့ရှားပြီးတော့ရှေ့ကိုတဆင်းကြီးတွားရတယ်ဆိုအသိမတွေ့ရဘူးအ super size ကသူ့ရဲ့ဂျုံအားနဲ့တင်သူအသိငယ်လို့ဆွဲတက်ပြီးတော့ဆွဲဝင်ရလို့မျိုးလို့ဒီလိုဘလုံးအရှိရောက်တာနောက်ဆိုရင်ဘလုံးကရှေ့တော့မရဘူးဖြစ်ရဲ့အတော်တော်ကြီးကိုတိုင်ပက်တယ်ပေါ့ super size တော့ကျွန်တော်တို့ကောနော်တော်တော်ကောနော် super size နဲ့နားဖို့ကောင်းနေလို့ သူသူကနေရလိုက်လေဖြစ်ရနေတယ်အဲ့ဒီဖြစ်ရနေတယ်ပူထားတဲ့နေရာမှာလည်းကစားရသေးတယ်အဲဒီဘောလုံးနဲ့ဆွဲပြီးရတယ်ဘောလုံးနဲ့ပေးရတယ်အဲကိုကိုခဏလေးကိုလည်းလောက်ရတယ်အကုန်လုံးသူလုပ်နေရအလုပ်တွေကြီးဖြစ်တာပေါ့ဟွန်းအဲကျွန်တော်တို့ဒီတိုင်းဆိုလို့ရှိလို့ရှိရင်ကျွန်တော်ကျွန်တော်ဒီပွဲကြုံမှာလည်းပြောခဲ့ပါတယ်ဒီဥစ္စာကဟိုအစမ်းတစ်ချက်တခုပေါ့ဒီဒီပွဲကဒီပွဲရဲ့အနိုင်ရှုံးကကျွန်တော်တို့အနိုင်ရှုံးဆိုတာဒီပွဲရဲ့ကစားပုံပေါ့ဒီ ပြိုင်မဲ့ကစားပုံအပြေရှာနိုင်မရှာနိုင်ငယ်မရှာနိုင်ခြင်းကဒီဒီနေ့ပရီးမီးယားလိရဲ့ရည်တည်မှုကိုတော်တော်ကြီးအဆိုးဖြစ်ပေးနိုင်တယ်လို့ကျွန်တော်ပြောခဲ့တာပေါ့အခုတော့ခုမှတော့ချင်းချင်းလေးမြင်ရပြီတော့ LDA ကစားပုံကျွန်တော်ကအပြေမရှာနိုင်ဘူးပြေမရှာနိုင်ဘူးဆိုတော့တည်ကြတယ်နောက်ပွဲတွေမှာလည်းရုန်းကန်အောင်ပါပဲရုန်းကန်အောင်ရုန်းကန်အောင်မဆိုတော့ခုနလိုပေါ့ဟိုအဆိုးဆုံးအချက်ကတော့ကျွန်တော်က၅ဘွဲ့စတိုက်ဘူးပေးလိုက်ရတယ်ပေါ့၅ဘွဲ့တော့6ဘွဲ့ဖြစ်သွားရင်နော်6ဘွဲ့စတိုက်ဆော့ဘူးပေးရတယ် အဲဟုတ်တယ်ဒါဒီပွဲကခုနကပွဲချုံနေလေးပွဲကခုနကပွဲစတိုင်ချုံနေလေးပွဲကတော့အကြောင်းကိုပေးရတယ်ချုံအဲ၆ပွဲလောက်ခုနကပွဲလောက်အောင်ဘယ်လောက်လို့ဖြစ်သွားအဲ့အဲ့တော့အဲ့ဥစားလေးတော်တော်ဆိုးတယ်အဲဂူးလိုမျိုးဖောင်ကြနေချိန်မှာအဲ့လိုမျိုးဥစားမှုဥစားမှုပေးရတယ်ကျွန်တော်ဘလူးမဘလူးမပြန်မလာနိုင်မလာနိုင်ဘလူးမပြန်မလာနိုင်လာနိုင်လို့ရှိနေဒီတိုက်စစ်ကစားမကြီးစုပြုံထည့်လို့ပြန်ပြီးတော့လာနိုင်တာအဲအဲ့ကြတော့လေပြီးခဲ့နေကြလို့ရှိ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 ရင်ဒီတိုက်စစ်ကစားမကြီးဒီတိုက်စစ်အသံနဲ့ခွင့်ရှိလို့ ဝင်ထဲမှာခြေရန်တွေတော့ဟောကြီးကကိုသွင်းရင်စိတ်ကြီးများပြီးတော့ထပ်ပြီးတော့ကူးလေးပေးအဲ့လိုနဲ့ရှိအောင်အဲ့အတိုင်းကြီးပဲဖြစ်နေတော့တေးကြတယ်ဒီတိုင်းဆိုလို့ရှိရင်တော့ကျွန်တော်ကဒီ wonderful ဝင်မှုတော့မှာပဲတော်တော်လေးရုန်းကန်ရမယ်အနေတိုင်းမျိုးရှိရှိသွားလိမ့်မယ်ဟုတ်တယ်အဲတခုကံကောင်းတာကတော့ဒီဒီပွဲတွေပြီးသွားလို့ရှိသဖြင့်ကျွန်တော်တို့ကဟိုဂျားထဲမှာပွဲချက်က Man City နဲ့ပဲရှိမှထင်တယ်ကျွန်တဲ့အသင်းနေနေကဟိုဟာပေါ့အသင်းကြီးတွေကဘာလို့ဘာဒါပေမဲ့ကိုယ့်ကိုဒုက္ခပေးနိုင်လောက်တဲ့ ကလာမှုရှိရဲ့အတင်းနေတော့အိတ်မရှိတော့ဘူးကွာအဲအဲ့အားလေးတော့နည်းနည်းလေးတော့ကန်အောင်ပဲပေါ့တင်တာတော့ဟိုဒီဒီရှင်းနေတိုင်းဆိုလို့ရှိရင်အစင်းလေးဝင်မှုအတွက်ပဲကျွန်တော်တို့ကလိကပြည့်မဲ့တိုင်းမှာပုံနေမှုပြန်ဖြစ်သွားလိမ့်မယ်ဟိုချန်ပီယံစုတွေပါလေကတော့မေးထားလိုက်တော့ဘလို့မှမလွယ်တော့ဘူးအစင်းလေးကိုပဲအစင်းလေးကိုပဲဘလို့ဘလို့ကုတ်ကဲ့ပြီးတော့ပေါ့အမကလေးရာလောက်အမကလေးစုဆောင်ပြီးတော့အစင်းလေးတွေပဲကြိုးစားနေတယ်ကျွန်တော်တို့ထင်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့ဟိုပါလေ မဲဦးနဲ့ပွဲပြီးလားချက်စင်းနဲ့ပွဲပြီးလားမသိဘူးကျွန်တော်တို့ဒါပြောခဲ့ပါသေးရဲ့ပြောခဲ့ပါသေးရဲ့ဆိုတာကဒီပြောခဲ့ပါသေးဆိုတာကျွန်တော်အဲ့လုံးခဲ့တဲ့ review video မှာကစိတ်ချော်ပြီးကြည်တာကောင်းမလားအဲအဲ့လိုမျိုးစိတ်ချော်ပြီးကြည်တာကောင်းမလားဆိုပြီးတော့ကျွန်တော်ပြောခဲ့လေပြောတော့မှဒီကျွန်တော်ကျွန်တော်ဒီ YouTube channel ကဒါ comment man နဲ့အခုတယောက်ကနေပြီးတော့ဒါပြောရဲပေါ့ဒါအစောကြီးရှိသေးတယ်ပေါ့နော်အစောကြီးရှိသေးတယ်ဟိုအခုမှဒီ Arsenal နဲ့အဲတော့တတ်မှတ်လာဒါမှမဟုတ် နည်းနည်းပဲควาသေးတာဗောနော်နည်းနည်းပဲควาသေးတာဟိုအစော်ကြီးရှိသေးတယ်ဘာမှဟိုမဖြစ်နိုင်စရာမရှိဘူးဗောနော်ပြောချင်တာဆိုတော့ဒါပေမဲ့တကယ်ကအဲ့လိုတော့မဟုတ်ဘူးဗျာကျွန်တော်တို့ကဒါဒီဘယ်လိုပြောရမလဲအခုလည်းပြောရတဲ့အချိန်မှာဒီ trend ဗောနော်အခုလက်ရှိ EP ရဲ့ trend ကိုလီဗာပူးကမလိုက်နိုင်တာဖြစ်တဲ့အတွက်အဲ့ဒီမလိုက်နိုင်တဲ့အပေါ်မှာကျွန်တော်တို့ကဒါဟိုစိတ်လျှော့ပြီးကြည်ပြီးဟို champion စုဟိုရှင်ပြိုင်မှုဒါအဲအမရှိဘူးဆိုပြီးကျွန်တော်တို့ကတတ်မှတ်ခဲ့ကြတာပေါ့နော်ဆိုတော့ဒီဘယ်လိုပြောရမလဲကိုယ် လီဗာပူးကလက်ရှိအခြေအနေမျိုးနဲ့ဆိုရင်တော့တေချာပေါက်ကတော့ဒါချန်ပီယံအတွက်ဒါစိတ်ခေါ်နိုင်ဆိုတော့လောကမရှိဘူးဆိုတာတက်တည်ပြနေတာပဲပေါ့နော်ဆိုတော့အဲတော်ဖိုးပဲကျွန်တော်တို့တော်ဖိုးပဲကိုပြောသလိုပဲရမလေးတွေချစ်ကုတ်ပြီးရယူရမယ်ပုံစံမျိုးတော့ပြန်ဖြစ်နေပြီလို့ပဲပြောရမှာပေါ့ဟုတ်ကဲ့လက်ရှိနေတာမနစ်ကမန်စီးတီးဂျုံရတဲ့အနေအထားမျိုးဖြစ်ဖြစ်နေတာကိုမနစ်ကမန်စီးတီးဂျုံရတဲ့အနေအထားမျိုး မရှိရမရှိရလူတွေအများနာတော့ဖြစ်သွားတာဟိုလူတွေလူတွေတော့လည်းနာတာလေးပဲနေတောက်လျှောက်လူလဲလူဖြစ်သွားတာဟိုကိုကိုကကိုရရတော့ဖြစ်လာတာမဟုတ်ဘူးလူနာလူလူနာတာတဲ့ဟိုလက်ရှိဖောင်းဝါကြနာနေအဲ့ကုနာလက်ရှိထရန်ကိုမလိုက်နိုင်တာလေအဲ့အနေစပြီးတော့အတင်းနေရုံးကစားရင်းနဲ့လူတွေနာကုန်တာဒီကတိကျုံနာတာဆိုတော့လေကတိကျုံအတင်းနေပရက်ဆင်တက်လောက်တာယူသူသူကဒီဒါပေမဲ့ပြပေါ်မှာနေယူပြီးတော့ ဟိုသူကဟိုရှိလီယာရောက်တယ်ခေဆုံးလိုင်းကြီးအောင်မဲ့သူပရက်ဇင်တက်လောက်တာတွေ့ရတယ်ကိုသမားကြီးကြီးပဲသူပြေးလိုက်ရတယ်ဗျာသူတော့နာမပဲရဲ့လောက်တွေလိုက်ပြီးတော့ခစားတော့အဲအဲ့လိုမျိုးကြီးနီးပြတယ်အဲအဲ့ဒီဟာတွေကိုသူမညွန်ကြားတော့သူ့ဘက်ကသူကွေးထဲမှာအမင်းတို့အဆင်ပြေသူကစားဆိုတဲ့ပုံစံမျိုးအင်းအဲ့လိုဆိုရင်တော့တော်စိတ်ပြက်လက်ပြက်တွေ့ရတယ်နော်တွေ့ရတယ်နော်သူ့အနေနဲ့อืมဟုတ်တယ်ဟုတ်တယ်သူ့အနေနဲ့ပြောရမလဲဟို ဟိုမျက်နာမှာဗျာဒီဖီအားဝင်နေတာထက်စာရဲ့အကိုခုနပြောလို့ပဲလှုပ်ချင်တယ်လို့လှုပ်ဗျာတည်ရမလားဟိုသူ့အနေနဲ့လည်းဘာမှပြောချင်စိတ်မရှိတဲ့ပုံစံမျိုးကြီးကိုတွေ့နေရတာအဲအဲ့လိုမျိုးဖြစ်နေရသူအာတော်တော်ဆူဆူပဲတော်တော်ဆူဆူကျွန်တော်တို့ကဘယ်လိုဘယ်လိုဆက်ပြီးတော့လှုပ်ရမလဲပေါ့အဲ့ဒီအဲ့ဒီဟာကဒီနေ့မပြန်ပြီးတော့အစဉ်ပြေနိုင်မလားဒါမှမဟုတ်လို့ရှိရင်ဒီနေ့ကတော့သွားမလားသွားပြီဗျာနောက်နေ့နောက်နေ့ကျမှပဲအဲ့လိုမျိုးပြန်ပြီးတော့ ဟာလို့အမလားဆိုတဲ့ဟာအဲ့ဒီဟာတော့နည်းနည်းလေးတွေးကြည့်ရတော့တခုရှိတယ်ပေါ့ဘာလို့လဲဆိုတော့ဟိုကျွန်တော်ဂွာဒီယိုလာလို့ကလော့လို့ရရောက်ရှင်းမှာလေဒီလိုမျိုးအခြေအနေတွေကြုံရတယ်ပေါ့ဒီဘလုံးလေးပုံမှန်မြောက်နေတော့သူတို့ပရီဇင်နေပိုင်းလုံးမရဘူးဖြစ်တဲ့ညာလေသူတို့လည်းလူမျိုးပြောခဲ့တယ်ပြောခဲ့တော့သူတို့လည်းအဲ့လိုမျိုးကြုံရတယ်ပေါ့သူတို့တော့ကတော့တနေ့လောက်တော့အခြေကြီးရတယ်ပေါ့အဲဂွာဒီယိုလာလည်းတနေ့အခြေကြီးရတယ်သူစားရောက်ရှင်းနေမှာအဆင်မပြေဘူးအဆင်မပြေတော့သူတနေ့အခြေကြီးရတယ်လူတွေအပြောင်းလဲလုပ်ရတယ်ပေါ့အဲကလော့လည်းအဆင်မပြေဘူးဘာလို့ဆိုတော့ ီ brand phone ပဲကတော့ရှုံးတာရပါလေလို့ကျွန်တော်ကျုံးရကျုံးရတာပဲလေဟုတ်တယ်အဲ့ဒါဆိုကိုယ်ကအစီအပြေးတဲ့ရှိနေတော့ရှိတယ်မှန်မှန်ရရအဲ3 1နဲ့လာမှာရှိတယ်3 1လား3 1လာတော့အဲ့ဒီ brand phone ကိုအဲ့အဲ့လိုကျုံးတာအဲ့လိုမျိုးရှုံးတာရကျုံးရတယ်သူတို့သူတို့ကတော့သူတို့အပြေရှာတဲ့ပုံစံတွေကတော့သူတို့တွေကဒီလိုမျိုးဒီ second mode တွေကိုသူတို့တွေကဘယ်လိုမျိုးအပြေရှာလဲဆိုတော့ဟို highlight တွေသူတို့ကကစားရတယ်ပေါ့ဘလုံးပိုင်တိုင်းကိုရအောင်ယူတယ်နောက်တော့ဒါအမြင့်မြင့်တယ်အဲ့ လည်းအမြင်အမြင်ကစားရတယ်ဒါပေမဲ့အဲ့လိုလိုင်းအမြင်ကစားဖို့ရတော့ရှီဘာကီဘာရီဝါရရှိမှာရမှာပေါ့အဲ့လက်ရှိအဲ့ရှီဘာကီဘာရီဝါရလက်ရှိထွန်းနေတော့မညည်းဘူးပေါ့ဒါပေမဲ့ကိုကအဲ့လိုမျိုးဟိုပုံစံကွဲလိုက်ပြီးတော့ကစားမယ်ဆိုလို့ရှိလို့ရှိရင်အကောင်းဆုံးဖြစ်အောင်ကစားလို့ရှိလို့ရှိလို့ရှိရင်တော့အဆင်ပြေတယ်အဲ့အကောင်းဆုံးဖြစ်အောင်မကစားဘူးဆိုလို့ရှိလို့ရှိရင်ကြာလဲအဆင်ပြေမှာမဟုတ်ဘူးဥပမာဂွာဒီယိုလာတော့တူကရှင်းတယ်တူကအကောင်းဆုံးဖြစ်အောင်ကစားရတာလေတူမှရှီဘာကီဘာဆိုအီတာလီရှိတယ်ဟိုကွင်းထဲမှာဘောလုံးကိုအရှင်ပြေကိုင်းထားနိုင်မယ်ကစားသမားရရှိတယ် အဲနောက်တော့ကတိုက်ရိုက်မှာဟိုဖုန်းနိုင်တုံးတယ်နောက်တော့ present ကောင်းတယ်မဂျေဆုလို starling လို့ရှိတယ်ဟိုအဲ့လိုကအဲ့လိုမျိုးနဲ့ तू ကတော့တင်းလုံးကို तू ကလုံးဝ combat ပြင်းတဲ့ present လုပ်တယ်အဲပြန်မကကန်းနေလေ तू က line ကိုမြင့်ထားတော့စကံဘောကကိုအနေပေးနိုင်တဲ့ zone ကိုမကြောက်ဘူးအဲအဲ့လိုမျိုးတွေနဲ့ तू ကတော့ဖြည့်ရှင်းနေပေါ့အဲအခုဆိုလို့ကတော့ဘလို့ဖြည့်ရှင်းမလဲပေါ့ဒီဒီပြဿနာကိုမဖြည့်ရှင်းဘူးဆိုလို့ရှိလို့ရှင်တော့သူ့အနေနဲ့ဟိုသူ့ရဲ့ဒီ အနာကက်တွေကပါလူနည်းနည်းလေးထိခိုက်လာနိုင်ခြေရှိတယ်ကိုရောအဲ့ဥစ္စာကိုဘယ်လိုမြင်လဲအာကျွန်တော်ကတော့ဒီအကိုနဲ့ကျွန်တော်နဲ့တစ်ခါဒီ Arnis Lot အကြောင်းပြောခဲ့ပြောခဲ့တယ်ပေါ့နော် Arnis Lot အကြောင်းပြောခဲ့ပြောခဲ့တဲ့အနေထားမှာကဒီပေါ့အကိုလည်းအဲ့တုန်းကပြောတယ်ဒီ Top Champion League ပေါ့နော်ပြောချင်တာ Champion League ဝင်ခွင့်ရဖို့ကဒါအဲအဆိုးဆုံးအခြေအနေမျိုးဖြစ်သွားမယ်ဆိုတော့မှ Champion League တော့ဝင်ခွင့်ရတဲ့နေပေါ့နော် Champion League ဝင်ခွင့်မရဘူးဆိုရင်ဒါ ဒီဘယ်လိုပြောမလဲအပြောင်းလဲတစ်ခုခုလှုပ်ဖို့လိုအပ်တယ်ဆိုပြီးအခုပြောခဲ့ရပေါ့ကျွန်တော်အဲအဲ့တုန်းကလေဆိုတော့ကျွန်တော်အဲ့ဒါကိုပြန်ကောင်းအောင်မယ်ဆိုရင်တော့ပြန်ကောင်းမယ်ဆိုရင်တော့ကျွန်တော်ကတော့ဗျာကျွန်တော်ကတော့ဒါကျွန်တော်စိတ်နဲ့ဆိုရင်တော့ဒီအချိန်ပေးသေးခြင်းနဲ့အချိန်ပေးသေးခြင်းနဲ့ဒီတစ်နှစ်ပေါ့ဗျာဒီတစ်နှစ်ဒီတစ်နှစ်ကိုအအချိန်နဲ့ချက်လောက်ကြည့်လိုက်ဗျာဒီဟာဘုလင်ပြဗျာမနေ့ကဒီဒီ Ruby Emory တို့အဆင့်15ရောက်သွားတာတောင်မှဒါမထုတ်ပေခဲ့ဘူးဗျာဘုလင်ပြောရင်ဒါဆိုအခုဆိုရင်ဗျာဒီ မန်ယူကလည်းနော်မန်ယူနိုက်တက်ကလည်းနော်ဒီဒီထရန်ကိုသူတို့ကောင်းကောင်းဒါလိုက်ကစားနိုင်နေပြီလို့ပြောလို့ရရယ်နော်သူစော့နေတဲ့ပုံစံတွေကိုကြည့်ရတာဟုတ်တယ်အဲဆိုတော့ဗျာပြောချင်တာကမနေ့ကအဆင့်15ရပြီးတော့လုံးဝဆိုးဆိုးဝါးဝါဖြစ်ခဲ့တဲ့ရာသီမှာတော့မှဒီနီးပြောင်မထုတ်ပဲခဲ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒါချန်ပီယံမနေ့ကချန်ပီယံဖြစ်ခဲ့တာတော့မှန်တယ်ပေါ့နော်အဲဒါပေမဲ့ဒီနေ့တော့တခြားလောက်တော့အချိန်ပေးစေချင်တယ်လို့ကျွန်တော်ကတော့ယူဆတယ်ပေါ့နော်ဒီနေ့အချိန်ပေးဒီနေ့ တင်ယူပေါ့နော်စိတ်ကြိုက်တင်ယူအရင်အချိန်ဒီစိုးစိုးဝိုင်းမဖြစ်သွားရင်ပြီးရပဲပေါ့ပြောချင်တာကအစိုးစိုးဝိုင်းဆိုတာပြတိမှာအဲ့လိုမျိုးအဆင့်30အပြင်ဘက်တွေထွက်သွားတာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေမဖြစ်ရင်ပြီးရပဲအဲဒီနေ့ကိုတော့ဒါတေးချာလေးလာစီချာတင်ယူနောက်နေ့ကျမှပဲဒီအဲမင်းရဲ့အနာဂတ်ကိုဆုံးဖြတ်ပေါ့နော်အဲ့အဲ့လိုမျိုးပဲကျွန်တော်ကတော့ဖြစ်စေချင်တယ်ပေါ့နော်ဆိုတော့ပိုင်ရှင်တွေကလည်းဘယ်လိုဆုံးဖြတ်မလဲတော့မသိဘူးပေါ့နော်ပိုင်ရှင်တွေကတော့ကျွန်တော်စိတ်တင်တော့အချိန်ပေးမယ်လို့တော့ကျွန်တော်ထင်တယ်ပေါ့နော်ကျွန်တော်စိတ်တင်မှာခံစားနေရတာတော့ အဲ့အဲ့မှာနှစ်ခုတော့ကွဲကွဲကွဲတော့ကွဲတော့ဘာလို့ဆိုတော့တစ်ခုကကကကိုပြောလို့အချိန်ပေးမယ်ပေါ့အချိန်ပေးမယ်ဆိုတဲ့ဟာကကျွန်တော်တခြားနီးပြတယောက်ပေါ့နော်မတရားမရဲနီးပြတယောက်ကိုခေါ်ပြီးတော့ပြန်ပြီးတော့တစ်ကပြန်ပြီးတော့စတယ်ပုံမျိုးစမယ်စာဟိုကျွန်တော်တို့ပြန်မလေးပြန်ပေးထားတယ်ဒီနီးပြနဲ့ပဲဒီနီးပြကိုအချိန်ထက်ပေးလိုက်မယ်အဲအဲ့အဲ့ဒီဟာမျိုးတစ်ခုပေါ့နောက်တစ်ခုကကြာတော့အတင်းမှာကဟိုလူစင်းရတယောက်ကြီးဆိုးလာမှုပြီးတော့ ဟုတ်တယ်ဟုတ်တယ်ရိတ်ဆိုးနေအောင် quality player တွေပဲကောဖော်ပြထားတဲ့ media ရဲ့မဆိုးဘူးခုနက flow လို့ပါလို့ဆိုတာကလည်းဟိုတကယ်ကောင်းတယ်ဆိုလို့ရှိရင်ဟိုကောင်းပြီဆိုလို့ရှိလို့ရှိရင်တော်တော်ကောင်းတဲ့အခြေခံမျိုးပြနိုင်တယ်အေးဆက်တော့ပါလို့ဆိုလည်းဒီလိုပဲအဲ့တော့ဟိုအပြောင်းလဲတစ်ခုခုလောက်အောင်လို့ရှိရင်နီးပြဖို့ပဲတို့ကတော်တော်များတယ်ဗောနီးပါဝင်လို့တော်တော်များတယ်အဲ့အဲ့ဒီဟာတစ်ခုပေါ့အဲ့နှစ်ခုလေးတော့ရှိနေပါအဲ့ဒီဒါဒါတော့ဟိုနောက်တစ်ခုက player တွေတိခဲဘယ်လောက်တိခဲနိုင်မလဲဆိုတဲ့အပိုင်းရရှိတယ်ပေါ့ဟို ပုံမှန်သူတို့ကြီးတော့လည်းပရိသတ်တွေတော်တော်များများကဆိတ်ရှိတဲ့ပရိသတ်တွေများပါတယ်။အဲနောက်ပြီးတော့ဟိုအရင်ကနေပြအပြောင်းလဲတွေကျုံကျုံခဲ့တာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ခုနောက်ပိုင်းတွေပါဖန်တွေတို့ပိုးဆိုးတာပေါ့။ဒီကလော့အကြိုက်ပဲခံခဲ့တော့ကျွန်တော်တို့တော့မှပဲဟိုကျွန်တော်ကတော့ဟွာလောက်တွေကဒီဟူလီယာလောက်လက်ထက်လောက်တွေအစားကြီးတော့ဟိုကျွန်တော်ကမနီးပြအပြောင်းလဲတွေဒီရိုင်းအော့ဆန်တို့ဟိုတိုင်ပက်ခဲ့တဲ့အချိန်ဒီအဲ့လိုမျိုးတွေကျုံသွားကြည့်တယ်အဲ့ဒီတက်ကလစ်တို့ပါအဲ့လိုမျိုးကြီးဂျုံသွားတယ်အခုဒီနောက်ပိုင်းအန်ဒီရိုမျိုးများက ဟိုကလော့လက်ထဲမှာဆိုတော့နိဗျာကြောင့်လည်းတိတ်တော့ဟာမဖြစ်ဘူးဒါပေမဲ့ဒါပေမဲ့တင်းလာတစ်ခုရှိတာကကလော့လက်ထဲမှာကလီဗာပူးကဘယ်တော့မှဟိုကျိဆိုးသွားတာဆိုမရှိဘူးသူအဆိုးသွားဆုံးဖြစ်သွားတဲ့နှစ်အဲ့ဒီနှစ်တောင်မှပဲဟိုဘန်နိုင်နာဝဲနှစ်တောင်မှ Champions League ဝင်နေပေါ့နောက်တစ်ခါဒီဟိုပီလာကိုဆယ်မလူတွေပဲနဲ့ရှုံးသွားနှစ်မှာပေါ့အဲ့ဒီနှစ်ကတော့ Champions League မဝင်ဘူးပေါ့အဲ့ဒီနှစ်လောက်ပဲရှိတယ်ပေါ့ Champions League မဝင်လာတယ်ဆိုတော့အဲ့တော့ဘယ်လိုပဲပြည့်တဲ့တွေရော ဘယ်လောက်ထိနှိခန့်နိုင်မလဲဆိုတော့အပိုင်းရလဲကြီးရောရှိအောင်မယ်လို့ကျွန်တော်ကတော့ထင်တယ်။အဲဒါပေမဲ့ခုနပိုင်ရှင်တွေကတော့အခုပြောနေကြလို့ဟိုသူ့ကိုပဲချိန်ဆက်ပြီးတော့ပြီးလို့ကတော့များပါတယ်။ဘာလို့ဆိုတော့ဟိုခုနအစ်တင်နဲ့ပြန်ဆမယ်ဆိုတာဒီကျွန်တော်တို့ပြန်လေးပြင်းပြလေးပြလိုက်ယူပေးထားတဲ့နီးပြအောင်ပဲနောက်တဲ့တစ်နှစ်ထက်ယုံကြည်ပြီးကိုများတယ်ပေါ့။ဒါတော့ဟိုအဆုံးဆုံးဖြစ်သွားလာလို့ရှိလို့ရှိရင်ပြောအချင်းတွေကိုချိုးပြီးတော့တွေးထားတာပေါ့ကျွန်တော်တို့ကอืมอ่าအခုအခုပြောတဲ့ဒါပုံစံအရာဆိုရင်ဒါကျွန်တော်နဲ့အခုလည်းဒါပြောရဲ့ပုံစံအရာဆိုရင် ဒီတိတ်မကြခင်မှာပဲဒီ topic ကဒီ topic ကဒီ Liverpool ရဲ့ဒီပြိတဲ့ရာမှာဒီဘိတ်ဖြစ်လာတော့မဲ့ပုံစံမျိုးတော့ညင်နေရရနော်ဟုတ်ကဲ့တစ်ဖက်ကကြတော့ဒါတစ်ဖက်ကကြတော့ညီပြကိုပြောင်းလာတစ်ဖက်ကကြတော့အချိန်ပေးမလားဆိုရဲဟာကဒါမကြခင်ဖြစ်လာတော့မှာပြောတာအခုတော့အခုတော့ group ရဲ့ထဲမှာညင်နေပြီလားမသိကြအောင်နော်ဟုတ်ပါဟိုဟာ ဘယ်လိုလဲဆိုတော့အဓိကတော့ပြီးခဲ့တဲ့နှစ်က primary player ယူထားတဲ့အကြောင်းလေးပါတယ်ပေါ့အဲလူတွေကနည်းနည်းနှုံးနှက်ချက်က AN ကြီးဆိုတာပေါ့တကယ်လို့ဟိုပြီးခဲ့တဲ့နှစ်ဒီလိုမျိုးအခြေအနေကဟိုပေါ့ဖြစ်ကမှာတကယ်ပြီးရဲ့နှစ်ကကျုံကျုံလာကျုံငယ်ဆိုလို့ရှိလို့ရှင်တော့ဟိုဒါကနည်းနည်းလေးခံတာလေးဟိုတော့ဒီမှာဘယ်လိုမျိုးခံတာလဲပေါ့စိတ်ထဲမှာပေါ့ပေါ့ဒီလိုပေါ့ဟိုဟိုအဲ့တော့အစီအပြေလာနိုင်နေပါညာပေါ့အဲ့လိုမျိုးတော့ဟိုတကယ်ဘူးအားကြတော့မနေ့တော့ဖလားယူလိုက်ဒီနေ့က ဆုတ်ပြတ်တတ်တယ်။အင်းကြတော့ပို့ပြီးတော့ကောင်းတာညှက်မှတ်ထားပါဘူး။ကကူကကစားပုံအရင်ဆုတ်နေတာဆုတ်နေတော့ဟိုနည်းနည်းလေးတော့ပြောကြတယ်ခဲ့တယ်။ခုနကဒီဒီဘိတ်ကလည်းကျင်းနေပေါ်လာမှာပါ။အဲစလို့ပဲဆက်ထားမလားအပြောင်းလဲလုံမလားပေါ့။အဲဒီဟာတော့ကျွန်တော်နောက်တစ်ပတ်လောက်နှစ်ပတ်လောက်ဆိုလို့ရှိရင်တော်တော်လေးပြန်ပြန်ပြောရမယ်ကြောင်းဖြစ်လာနိုင်မယ်တင်တယ်။ဟုတ်တယ်ဟုတ်တယ်ပေါ့ဟုတ်။ဆိုတော့ကိုတို့ဒါဟိုပွဲပြီးသုံးသက်ချက်ဆိုတာတော့ကျွန်တော်တို့အမြင်တွေပေါ့နော်တွေ့ခဲ့ရတဲ့အမြင်တွေဒါ ပြောတဲ့ပုံစံမျိုးလေးတော့ဖြစ်သွားတာပေါ့နော်ဆိုတော့ဒီဘွေးကြောင့်ကလည်းဘာမှတိတ်ပြီးတော့ပြောကြမရှိပါဘူးဘာလို့လဲဆိုတော့ဘဘွေးနေရာတုံးမှာဘာမှမဆင်ပြေအကုန်လုံးစုတ်ချနေတာပဲအဲ့တော့ကျွန်တော်ဒါတော့တိတ်ပြီးတော့ပြောကြရမရှိတော့ဘူးဘာလို့လဲအကုန်လုံးလည်းဒီဘွေးကိုကြည့်ထားတာပဲကြည့်ထားတော့ဟိုဒီ niche တစ်နေတဲ့ပါလေအနည်းပြပါလေဘာရဲ့လဲဘာမှတိတ်ပြောကြရမရှိဘာမှမဆင်ပြေအကြီးကိုအဆင်ပြေအကြီးတော့ကျွန်တော်မပြောချင်တော့ဘူးဟိုဘက်ကလည်းဟိုကိုယ့်ကိုဘယ်လိုမျိုးဟိုဒီဘွေးအတားတိယူရတဲ့ပညာဆိုတော့အဲ့လေ ဒီရားပဲလာမယ်ဆိုတော့ဒီဒီဒီတိုင်းမှာခံလိုက်ဒီလိုတော့မပြောပြောကြမလို့မလို့တော့ပါဘူးဒီဒီကြောင်းနေရာလေဟုတ်ဟုတ်ကိုမဖြတ်တာကံကောင်းရတော့ပြောလို့ရရယ်နော်သူတို့အပိုင်ခေါက်တက်ရတဲ့အလုံးလေးနှလုံးလောက်ရှိဟုတ်ပါဟုတ်ပါနှလုံးလောက်ရှိရယ်အာ Okay ကိုအဲ့ဆိုရင်ကျွန်တော်တို့ဒါဒီဒီနေ့ဒီဟိုဟာ podcast လေးကိုဒီမှာပဲကျွန်တော်ရက်ကြတာပေါ့ဘူးဟုတ်ကဲ့တော့ဒါလာကြည့်ပြကြရဲ့ညီကိုတွေအားလုံးကြားရမှာကျွန်တော်တို့ပေးလေးပေးလေးနဲ့တင်လာပြည်လို့ဟုတ်อืมဟုတ်ဟုတ် ဆိုတော့ကျွန်တော်တို့ဒါဗာဂျီပီကြာညီကိုတွေအားလုံးကိုဒါကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဒါပဲလေးနဲ့ပွေးကြို့မှာဒါပြန်တွေ့ကြမယ်ပေါ့နော်ဟုတ်ကျေးဇူးတင်ပါတယ်ဗျဟုတ်ဟုတ်ကဲ့ပါဟုတ်ကဲ့ပါ